မင်္ဂလာမနက်ခင်းပါရှင်။အော်တိုဘားလ10ရက်နေ့မနက်ခင်းသတင်းတွေကိုစတင်မိထားရထွန်လင်းတင်ဆက်ပေးသွားတော့မှာပါ။ဒီနေ့မနက်ခင်းသတင်းတွေမှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့သမိုင်းဝင်အမွေအနှစ်နေရာတွေကိုမပြတ်စီအောင်အဖက်ဘက်ကနေထိမ့်သိမ်းဆောက်ရှောက်ဖို့တောင်တန်းသာသနာပြုဆင်ရတော့ဆက်စုခန်းမြစ်တာရက်ခံခဲ့တဲ့တဲ့င်။ပြည်ဦးလင်မြို့စီတာဆဲမှာအမျိုးသားတအူးရေစင်းချိုးရာကနေရေနစ်သိမ်းဆောင်ခဲ့တဲ့တဲ့င်။ ယူကရိန်းကိုရုရှားပြင်လွှတ်ခဲ့တဲ့ဒရုန်းတွေနဲ့ဒုံးကျည်တွေမှာအနောက်နိုင်ငံထုတ်ပစ္စည်းအစိတ်အပိုင်းတွေပါဝင်နေတယ်လို့သမ္မတဗိုလ်လိုဒီမာဇလန်စကီပြောကြားခဲ့တဲ့သတင်း။အစ္စရေးတစားခံတွေပြန်လွှတ်ရေးလှုပ်ရှားနေတဲ့အဖွဲ့ကထရန့်ကိုငြိမ်းချမ်းရေးနိုဝဲဆုပေးဖို့တောင်းဆိုခဲ့တဲ့သတင်းနဲ့ဘာယက်အသင်းအတွက်သာအာယုံအပြေးဆိုင်နေပြီးပရီးမီးယားလိကိုပြန်မဲ့သတင်းတွေကိုဟာရီကိန်းညှင်းဆန်ခဲ့တဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ဦးဆောင်သတင်းတပုတ်အနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့သမိုင်းဝင်အမွေအနှစ်နေရာတွေကိုမပြတ်စေအောင် အဖက်ဘက်ကနေဝိုင်းဝန်းထိမ့်သိမ်းဆောင်ရှောက်ဖို့တောင်တန်းသာသနာပြုဆရာတော်ဆပ်စုခန်းမြစ်တာရက်ခံခဲ့တဲ့တရင်ကိုတင်ဆက်ပေးမှာပါရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့တမိုင်းဝင်အထင်ကရနေရာတွေတမိုင်းဝင်အမွေအနှစ်တွေစားတဲ့နေရာတွေကိုမပြတ်စေအောင်အဖက်ဘက်ကနေတောင်ဝင်တိတိထိမ့်သိမ့်သိမ့်သိမ့်ဆောက်ရှောက်သွားကြဖို့မြစ်တာရက်ခံကြောင်းတောင်တန်းသာသနာပြုဆင်ရတော်ဆက်စုခန်းကလူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။ တောင်တန်းသာသနာပြုဇေယျတော်ကမြေတားရက်ခန်းရေးသားထားတဲ့တမိုင်းဝင်အထင်ကရရိတမိုင်းဝင်အမွေးနှင့်နေရာတွေမှာကဘာကျော်ဂုတ်ထိတ်တရာတမိုင်းဝင်ဘောဂျူဖရာတိဘောမဟာမြတ်မုနိဖရာတိဘောဟောနံတိဘောဒုထဝရီတရာနမတူမြို့နှစ်တရာကျော်စေယုံဟောင်းဘောရင်းစေယုံဟောင်းနမ်ဆန်ဟောနံစေယုံလွေဆိုင်တောင်းတော်နမ်ဆန်မြို့နယ်စကန်းသာရွာမဟာမြတ်မုနိရုပ်ရှင်တော်မြတ်တို့ဖြစ်ကြောင်းနဲ့အဲ့ဒီနေရာတွေအပြင်တခြားနေရာတွေလည်းရှိသေးကြောင်းဆရာတော်ကမိန့်ပါတယ် တကယ်တော့ဘယ်အရာမှမပြက်စီးစေလိုပါဘူး။အားလုံးပေးကင်းကြပါစေ။အားလုံးငြိမ်းချမ်းကြပါစေလို့ဆရာတော်ကမိန့်ကြားရေးသားထားပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာ2029နမင်းနဲ့မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့အတူပလောင်အကျန်းဖတ်လက်နက်ကိုင်အဖွဲ့ DNL ကတိုက်ပွဲတွေပေါ်ဆောင်ပြီးပလောင်ကိုပိုင်အိုချိုခွင့်ရဒေသနမ်ဆန်မန်တုံမြို့နယ်အပြင်ရှမ်းတိုင်းရင်းသားတွေနဲ့တခြားတိုင်းရင်းသားတွေအထက်နေထိုင်တဲ့နမ်မတူနမ်ခမ်းမိုးကုတ်ကြောင်မဲတီဘောနှောင်းချိုကိုခိုင်မျိုးတွေအထက်တိုက်ခိုက်မှုတွေပြုလုပ်ပြီးအဆိုပါမျိုးတွေကိုဝင်ရောက်ထိန်းချုပ်ခဲ့ပါတယ်။ အဲ့လို DNL ကဝင်ရောက်ထိန်းချုပ်ခဲ့တဲ့မြို့တွေကိုအစိုးရအုပ်ချုပ်မှုအောက်ကိုပြန်လည်ရောက်ရှိရေးတပ်မတော်ကလေကြောင်းပစ်ကိုနဲ့မြေပြင်ထိုးစစ်ပေါင်းဆက်ပြီးစစ်စင်ရေးတွေပြန်လည်ဆောင်ရွက်ခဲ့ရာ2025ခုနှစ်ဇွန်လ16ရက်မှာ DNL ဝင်ရောက်ထိန်းချုပ်ထားတဲ့နောင်ချိုမြို့ကိုတပ်မတော်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်အဲ့လိုဆောင်ရွက်နေချိန်မှာတခြားတစ်ဖက်မှာလည်းတရုတ်နိုင်ငံရဲ့ဂျောင်းဝင်စည်းစပ်မှုနဲ့တက်မတော်နဲ့ DNL တို့တရုတ်နိုင်ငံမှာတွေးဆုံဆွေးနွေးမှုတချို့ရှိခဲ့ပြီးအဲ့လိုတွေးဆုံမှုတွေမှာ DNL အနေနဲ့ ၎င်းတို့ရဲ့မူလပလောင်ဒေတာကိုစုတ်ခွာဖို့တမရော်ကဆွေးနွေးမှုတွေရှိခဲ့ပါတယ်။အဲ့လိုဆွေးနွေးမှုအပေါ် DNL ကလက်မခံဘဲညှင်းဆန်နာကြောင့်တမတော်ကမူလစစ်စင်ရေးရည်မှန်းချက်အတိုင်းဆက်လက်ဆောင်ရွက်လျက်ရှိရာ2025ခုနှစ်အောက်တိုဘာ1ရက်မှာကြောင်မဲမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးအစိုးရအုပ်ချုပ်ရေးရန်နေရာတွေလှည့်ပတ်နိုင်ရေးဆောင်ရွက်လျက်ရှိပါတယ်။ဒါပြင်ဆက်လက်ပြီးတေဘောနံပါတ်2အပအဝင်ရှမ်းမြောက်မှာရှိတဲ့တခြားမြို့တွေကိုထိန်းချုပ်နိုင်ရေးစစ်စင်ရေးတွေဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။ တက်ကမကြခင်တေဘောကိုရမှာပဲလက်နက်ကင်အဖွဲ့တွေအေးအေးဆေးဆေးဆုတ်သွားတာအလုံးအတွက်ကောင်းလိမ့်မယ်အဲ့ဒါမှမဟုတ်ပဲလက်နက်ကင်အဖွဲ့တွေကတကယ်အထင်ကရနေရာတွေမှာနေပြီးခုခံတားဆီးဖို့လုပ်ရင်အထိကိများလိမ့်မယ်ဆရာတော်ကတေဘောမှာရှိတဲ့အထင်ကရနေရာတွေထိကိမှာဆိုလို့ကြိုတင်မြစ်တာရက်ခံတဲ့သဘောပါပဲလို့ရှမ်းမြောက်ဒေသခံတအုပ်ကပြောပါတယ် TNL အဖွဲ့ဟာရှမ်းပြည်နယ်မြောက်ပိုင်းနောက်ချိုမြို့နယ်နဲ့ကြောင်မဲမြို့နယ်အဆက်မန္တလေးလာရှိုးကိုဆက်သွယ်ထားတဲ့နှစ်ပေါင်း125နှစ်သက်တမ်းရှိတဲ့ ကမ္ဘာအမွေနှင့်မြေရထားတန်လန်းခုံးထိတ်တရာကြောင်မဲဖက်ချန်းကို၎င်းတို့ထိန်းချုပ်ထားစဉ်2025ခုနှစ်ဩဂုတ်24ရက်ကမိုင်းခွဲဖြစ်စီခဲ့တဲ့အတွက်တရာရဲ့အလျားပေ30ကျော်ပြည့်စီခဲ့ပြီးအခုအခါဒီတရာကိုမြမမြေရထားဌာနကပြန်လည်ပြင်ဆင်မှုတွေပြုလုပ်လျက်ရှိပါတယ်အလားတူကြောင်မဲမြို့ကိုတက်မတော်ပြန်လည်ဝင်ရောက်လာပါကအုပ်ချုပ်ရေးလုပ်ငန်းတွေလွှဲကိုစွာဆောင်ရွက်လို့မရနိုင်ဖို့အစိုးရယုံဌာနအဆောက်အုံတချို့ကလည်းမီးရှို့မှုတွေပြုလုပ်ခဲ့သေးတယ်လို့သိရပါဗျ။ထပ်မံမီး ပြည်ဦးလင်မြို့စီတာဆဲမှာမြို့သားတအုပ်ရေဆင်းချိုးရာကနေရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တဲ့တရင်ကိုထပ်မံပြီးတော့တင်ဆက်ပေးမှာပါပြည်ဦးလင်မြို့စီတာဆဲမှာအမျိုးသားတအိုးရေဆင်းချိုးရာကနေရင်းနစ်တည်ဆုံခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။အော်တဝါ6ရက်နေ့မော်လဲ2:25မိနစ်ခန့်ကမန္တလေးတိုင်းဒေသကြီးပြည်ဦးလင်မြို့ရက်ွက်ကြီး16ဖောင်းတော်ကျေးရွာမှာရှိတဲ့စီတာဆဲမှာ အမျိုးသားတအုပ်ရေစင်းချိုးရွာကနေရင်းနှီးပျောက်ဆုံးနေကြောင်းသတင်းရတဲ့အတွက်ပြည်ဦးလွင်မြို့နယ်မိသက်စခန်းကတန်တေမိသက်တပ်ဖွဲ့ဝင်တွေနဲ့ရှောက်ဖွေကယ်ဆေးလုပ်ငန်းတွေထွက်ခွာဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ဒီလိုဆောင်ရွက်ခဲ့ရာမောလဲ3:28မိနစ်အချိန်မှာတေဆုံးနေတဲ့အမျိုးသားအလောင်းကိုရှောက်ဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။တွေ့ရှိခဲ့တဲ့အမျိုးသားရဲ့ရုပ်အလောင်းကိုပြည်ဦးလွင်လူမှုကွန်ရက်အသင်းရှင်နဲ့ပြည်ဦးလွင်ပြည်သူ့ဆင်းရုံကြီးကိုကူညီပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ယူကရိန်းကိုရုရှားပြင်လွှတ်ခဲ့တဲ့ဒရုန်းတွေနဲ့ဒုံးကျည်တွေမှာ အနောက်နိုင်ငံအထုပ်ပစ္စည်းအစိတ်ပိုင်းတွေပါဝင်နေတယ်လို့ယူကရိန်းသမ္မတဗိုလ်လူဒီမာဇယ်လန်စကီပြောကြားခဲ့တဲ့နိုင်ငံတကာသတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးမှာပါ။အော်တိုဝါ9ရက်မှာရုရှားကယူကရိန်းထံပစ်လွှတ်ခဲ့တဲ့ဒရုန်းတွေနဲ့ဒုံးကျည်တွေမှာပြပထုတ်ပစ္စည်းအစိတ်အပိုင်းထောင်ပေါင်းချီတွေ့ရှိရပြီးတချို့အစိတ်အပိုင်းတွေဟာအနောက်နိုင်ငံလို့ပစ္စည်းတွေဖြစ်တယ်လို့ယူကရိန်းသမ္မတဗိုလ်လူဒီမာဇယ်လန်စကီကအော်တိုဝါ6ရက်ကပြောကြားခဲ့ပါတယ်။ အော်တိုဝါ9ရက်ညာတော့ကဒရုန်းတွေနဲ့ဒုံးကျည်တွေရောပြီးအင်အားအပြည့်နဲ့တိုက်ခိုက်ခဲ့တော့ကရုရှားကပြေပါထုတ်အစိတ်အပိုင်းတပ်တန်း2985ခုပါဝင်တဲ့လက်နက်စနစ်946ခုအသုံးပြုခဲ့ပါတယ်လို့ ၎င်းကဆိုရှယ်မီဒီယာမှာပြောကြားခဲ့ပါတယ်။အဲ့ညမှာရုရှားကဒရုန်း900နီးပါးနဲ့ဒုံးကျည်90ကျော်ကိုပြင်လွတ်ခဲ့တာကြောင့်ယူကရိန်းမှာ9ဦးသေဆုံးခဲ့ပြီးဒါအပြင်စစ်ရုံပျက်စီးသွားတယ်လို့သိရပါတယ်။ခြားပြက်ပြစ်ချခဲ့တဲ့ဒရုန်းတွေနဲ့ဒုံးကျည်တွေရဲ့အစိတ်အပိုင်းတွေဟာအမေရိကန်ပြည်ထောင်စုတရုတ် တရုတ်တိုင်းပြည် UK ၊ဂျာမနီ၊ဆစ်ဇာလန်၊ဂျပန်၊တောင်ကိုရီးယား၊နယ်သာလန်နိုင်ငံတို့မှရှိတဲ့ကုမ္ပဏီတွေကထုတ်လုပ်တဲ့အစိပ်အပိုင်းတွေဖြစ်တယ်လို့ဇယ်လန်စကီးကပြောကြားခဲ့ပါတယ်။အဲ့ဒီမှာကွန်ဗာတာတွေ၊အာယုံခံကိရိယာတွေ၊မိုက်ခရိုကွန်ပျူတာတွေပါဝင်တယ်လို့သူကဖြည့်ဆွက်ပြောကြားခဲ့ပြီးပါဝင်ပတ်သက်သူတွေကိုယူကရိန်းကပေးဆို့မှုအသစ်တွေချမှတ်ဖို့ပြင်ဆင်နေတယ်လို့ဆိုပါတယ်။ အစ္စရေးတစားကန်တွေပြန်လွတ်ရေးလှုပ်ရှားနေတဲ့အဖွဲ့ကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုငြိမ်းချမ်းရေးနိုဝဲဆုပေးဖို့တောင်းဆိုခဲ့တဲ့တဲ့တင်ကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ဂါဇာမှာရှိတဲ့အစ္စရေးတစားကန်တွေပြန်လွတ်လာရေးကိုအားပေးဆောင်ရွက်နေတဲ့အဖွဲ့ကဒေသတွင်ငြိမ်းချမ်းရေးရအောင် စိတ်ပိုင်းဖြတ်ထားတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုငြိမ်းချမ်းရေးနိုဝဲဆုပေးရဖို့အော်တိုဝါ6ရက်ကတောင်းဆိုခဲ့ပါတယ်။ Norway Nobel Committee ထံပေးဖို့တောင်းဆိုတဲ့စာရဲမှာ၎င်းအဖွဲ့က အများစုကမဖြစ်နိုင်လို့ပြောတဲ့အရာကိုထရမ့်ကဖြစ်နိုင်အောင်လုပ်ပြခဲ့တယ်လို့ဆိုထားပါတယ်။ဒေါ်နယ်ထရမ့်ကိုနိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်ဖို့အလေးနက်တောင်းဆိုပါတယ်။ဘာလို့လဲဆိုတော့သူဟာနောက်ဆုံးတစားကဲအိမ်ပြန်ရောက်မလာတဲ့၍သူ့ရဲ့ကြိုးပမ်းမှုကိုရပ်လိုက်မှာမဟုတ်ဘူးလို့ဆုံးဖြတ်ထားလို့ပါပဲ။အခုတစ်နှစ်ထဲမှာဘယ်ကောင်းဆောင်ဘယ်အဖွဲ့အစည်းကမှထရမ့်ထက်ပိုပြီးကမ္ဘာကြီးငြိမ်းချမ်းရေးအတွက်စွမ်းဆောင်ခဲ့တာမျိုးမရှိဘူးလို့၎င်းအဖွဲ့ကထောက်ပြခဲ့ပါတယ်။အော်တိုဝါ6ရက်မှာအီဂျစ်မှာအစ္စရေးဟာမတ်ဆွေးနွေးမှုစတင်ဖို့ဆဲဆဲ ၎င်းဖွဲ့ရဲ့တောင်းဆိုချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ထရမ့်ကိုယ်တိုင်ကလည်းငြိမ်းချမ်းရေးဝယ်ဆိုကို၎င်းများတင်တယ်လို့လူသိရှင်ကြားပြောဆိုထားပြီးဖြစ်ပါတယ်။နောက်ဆုံးသတင်းပုံအနေနဲ့ Bayern အသင်းအတွက်သာအာယုံအပြည့်ဆိုင်နေပြီ။ Premier League ကိုပြန်မဲ့သတင်းတွေကို Hurricane ညှင်းဆန်ခဲ့တဲ့အောက်စားသတင်းကိုတင်ဆက်ပေးမှာပါ။အင်္ဂလန်လူရင်းစင်အသင်းကောင်းဆောင် Hurricane က Bayern အသင်းအတွက်သာအာယုံအပြည့်ဆိုင်နေပြီ။ Premier League ကိုပြန်မဲ့သတင်းတွေကိုညှင်းဆန်ခဲ့ပါတယ်။ ဒါပြင်ဘိုင်ယန်အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ဆန္ဒရှိနေတယ်လို့လည်းဝန်ခံခဲ့ပါတယ်။ဟာရီကိန်းဟာ2023ခုနှစ်နွေရာသီမှာစပါးသင်းကနေပေါင်း86.4သန်းနဲ့ဘိုင်ယန်အသင်းထံရောက်ရှိလာပြီးလင်းနစ်စာချုပ်ချုပ်ဆိုထားတာပါဟာရီကိန်းအနေနဲ့ဘိုင်ယန်အသင်းအတွက်106ပွဲကစားပြီး103ခုအထိသွင်းယူပေးထားပါတယ်ကျွန်တော်လေးပိုကြကြနေမယ်လို့ဝေမျှထားပါတယ်ပြီးခဲ့တဲ့ရသက်တပတ်တွေကလေးကကျွန်တော်ပုံမှန်လင်းလင်းပြောထားတယ် ဘိုင်ရန်အသင်းနဲ့ဘာအပြန်အလှန်စကားပြောဆိုမှုမှမရှိသေးတာကိုပါ။ဒါပေမဲ့သူတို့ဘက်ကစတင်လာရင်တော့ကျွန်တော်လဲဆွေးနွေးဖို့ဆန္ဒရှိပါတယ်။ရိုးရိုးသားသားစကားပြောဆိုမှုပေါ့။ဒါကလာမယ့်နှစ်ဘယ်လိုသွားမလဲ။ ဒါမှမဟုတ်ကျွန်တော်တို့အတူတကွဘာအောင်မြင်မှုရမလဲအပေါ်မှာမှုတည်ပါတယ်။အခုချိန်မှာတော့ကျွန်တော်တို့ဟာအလွန်ကောင်းတဲ့အခိုက်အတန့်တစ်ခုရရှိနေတယ်လို့ပြောနိုင်ပါတယ်။ပြီးတော့တခြားဘာမှကျွန်တော်တွေးမထားပါဘူး။ပရီးမီးယားလိအကြောင်းကျွန်တော်မသိပါဘူး။ပထမဆုံးဘိုင်ယန်ကိုထွက်ခွာမလားမေးလိုက်ရင်ကျွန်တော်ပြန်မှာအသေးချာပဲလို့ပြောခဲ့ပါတယ်။အခုကျွန်တော်ဒီမှာကာလအတန်ကြာဆက်ရှိနေအောင်မယ်လို့ပြောပါမယ်။ကျွန်တော်ဘယ်တော့မှမပြောင်းဘူးလို့မပြောခဲ့ပါဘူး။ ကျွန်တော်ကစားသမားဘဝမှာမတူညီတဲ့အခွင့်အရေးမတူညီတဲ့အဖြစ်အပျက်တွေကနေများစွာသင်ယူခဲ့ရပါတယ်။အခုချိန်မှာဘာရန်အတွက်ပထမဦးစားပေးဖြစ်ပြီးအသင်းအပေါ်လုံးဝအာရုံစိုက်ထားပါတယ်လို့ဟာရီကင်းကပြောခဲ့ပါတယ်။အော်တိုဝါလာရှေးရနေ့မနက်ခင်းသတင်းတွေကိုတရရထုံးလေးတင်ဆက်ပေးသွားခဲ့တာပါ။ညနေ၄နာရီမှာလဲညနေခင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရရှင်။ကောင်းသောနေ့ရက်လေးဖြစ်ပါစေ။